နေချောင်းတွေကအဆုံးစုံဆုံးထိကိုကြမ်းတမ်းတဲ့တားရဲတရိတ်ဆန်တွေဖြစ်ပါတယ်။တန်တောင်းထားလို့သွားရပါတဲ့အကောင့်တွေလိုမျိုးရေအောက်မှာကျစားတဲ့အကောင့်တွေပြင်အစိတ်ရှိတဲ့လေဒန်မော်ဆောတွေပြင်တားရဲတရိတ်ဆန်တွေဖြစ်ကနေတားကောင်ဖြစ်သွားတာလိုမျိုးထိုးစက်တဲ့အရာတွေကိုရေအောက်လောကရဲ့တာလွန်စမ်းချိန်မှုတွေကိုဒီကနေ့ရဲ့ top song ကနေမြင်တွေ့ရမှာပါ။မိချောင်းတွေကိုတက်ပြက်နိုင်တဲ့90កောင်ကြောင့်ပဲဖြစ်ပါရရှင်။ Subscribe နဲ့ Color လေးနှိပ်ပြီးတော့အားပေးသွားပါအောင်နော်။ကျေးဇူးပါတော်ဆွေးနွေးဆက်လိုက်ပါတော့မယ်။ကျမကတော့ခိုင်ပါရှင်။ ။နံပါတ်၁ Golirus Group ပါ။ Golirus Group ရာဆိုရင်တော့အကြောင်းစရာကောင်းလာတဲ့ရေနေတက်တမာတွေဖြစ်နေပြီးနှစ်တသမာ၈မီတာအရှိရှိက300ကီလိုဂရမ်ကျော်အလေးချိန်ရှိပါတယ်။ဒေကြီးမတဲ့ငါးတွေကအပူပိုင်းနဲ့အပူရောပိုင်းရေပြင်းတွေမှာနေထိုင်ကြကသူတို့ဟာကွဲပြားတဲ့တားကောင်တွေကိုအမဲလိုက်လေးရှိပါတယ်။ကနန်းလိုလိုအခေါ်မှာရှင်နေတဲ့တတဝါတွေနဲ့ငါးရေပွဲနဲ့တင်းငယ်တဲ့ငမန်းတွေကိုပါစားသုံးလေးရှိကြတာပါ ကော်လိုင်းရက်ဂရူပါနဲ့မိသားတွေကသူတို့ရဲ့နေထိုင်စားသောက်မှုပုံစံကြောင့်ဘယ်လိုမှထိတ်တိုက်မတွေ့နိုင်ကြပါဘူးလေ။တကယ်လို့တွေ့လာခဲ့မယ်ဆိုရင်လည်းဘယ်လိုများဖြစ်ကြမှာပါလဲ။ပေါ်သိငယ်ပြီးမဲ့ group area မှာဖုံးခွဲထားတဲ့ခုခံနေစနစ်တစ်ခုရှိပါတယ်။အနာကကြီးမားတဲ့အတန်းလိုက်ထုံးလွှဲပောက်ကွဲစီတာဖြစ်ပြီးမဲ့တကယ်ပောက်ကွဲမှုတော့မဖြစ်စေပါဘူးနော်။ ဂရူပါရီကအတိတ်အထင်ရှားတဲ့အတန်လန်းနဲ့ရှိနေပြီးသူတို့ရဲ့စီးအိမ်နဲ့ကိုအင်္ဂါတွေကိုကျုံ့နိုင်ခြင်းနဲ့ရေပေါ်ကိုပေါ်စေနိုင်ပါတယ်။ဒင်္ဂါတွေကအလွန်ကိုကျေလောင်တဲ့အတန်ကိုထောက်လွှတ်ပေးနိုင်တာပါ။ဒီအတန်နဲ့တိုက်ခိုက်မှုကတစ်ဖက်ကတိုက်ခိုက်လာတဲ့သူကိုစက်တီတီးသွားစေတာသို့မဟုတ်ချင်းချောက်ခံရသလိုမျိုးဖြစ်စေပါတယ်။အတန်ထောက်လွှဲမှုကအန်အောစီယာကောင်းလောက်အောင်လို့190 decibel အထိထောက်လွှတ်နိုင်ပြီးဂျက်အင်ဂျင်တန်နဲ့တနက်ပြက်တန်ထပ်တာမှာပို့ပြီးတော့ကျေလောင်တာပါ။ အတန်လိုင်းကအနာကတရိတ်ဆန်တွေကိုနားကန်သွားစေလောက်တဲ့အထိဒါမှမဟုတ်ရင်တော့ကိုရင်းခိုင်စာတွေကိုပြည့်စည်သွားစေရည်ဖြစ်စေပါတယ်။နောက်ပြီးတော့ group ari မှာပြန်ထန်တဲ့ကြိုက်ဖြတ်နိုင်စွမ်းအားတွေကိုပိုင်ဆိုင်ထားပြီးအခြေကုန်တွေကိုအလွယ်တကူထိုးသွင်းတာကြိုက်ဖြတ်နိုင်ပါတယ်။ဘလို့ပဲဖြစ်ဖြစ်ပါဒီနေ့လန်းကအရေးကောင်မှကြောပြီးတော့ဂျန်ခံနိုင်တဲ့အမိချောင်းမျိုးစိတ်တွေကိုတော့မတက်ရောက်နိုင်လောက်ပါဘူးရှင်။နမနဲ့ငပူတဲ့ ငပူတင်းတွေကသူတို့ရဲ့ခန္ဓာကိုယ်တွေကိုရေတုံးမဟုတ်လေးကိုမျိုးချပြီးတော့ဖောင်းကားလောင်လုံနိုင်တဲ့ငါးမျိုးစားပါပဲဒီနီလန်ကိုတားကောင်တွေကိုခြောက်လန်းတဲ့နေရာမှာဒါမှမဟုတ်ရင်သူတို့ကိုသူတို့မျိုးချဖို့ခက်ခဲအောင်လုပ်တဲ့နေရာမှာအသုံးပြုလေးရှိကြပါတယ်တချို့ငပူတင်းတွေမှာချော်များတဲ့စူးကြုံတွေရှိနေပြီးဖောင်းကားနေတဲ့အချိန်အကာအကွယ်ဖြစ်နေထုတ်ထားလေးရှိကြတာပါ တို့တွေရတချို့ကောင်းနေမှာဆိုရင်တော့ဆွာအပြင်းတဲ့အစိတ်တမျိုးဖြစ်တယ်။တက်ထရာဒိုတောက်ဆင်အစိတ်ကတို့ရဲ့ကိုအင်္ဂါတွေနဲ့အရေးပြားနေမှာရှိကြပြီးတို့ကိုစားသုံးမှုစူးစားရဲ့တတ္တဝါတွေကိုတပ်ပြင်းနိုင်ပါတယ်။ဒါကကိုရိုင်းအစိတ်ရှိတဲ့ငပူတင်းတွေကိုစားသုံးမဲ့မိကြောင်းတွေဖြင့်တခြားပြိဆိုင်တွေကိုပါသိစေနိုင်တယ်ဆိုတာသိထားပါဗျ။သူရဲ့အစိတ်ကဆိုင်ယမ်နိုက်ထက်အစာပေါင်းထောင်ချီပြီးတော့ပြင်တာပါ။ ငပူရင်းရဲ့အစိတ်ကမိချောင်းရဲ့အာယုံကြောစနစ်ကိုထိခိုက်စေနိုင်ပြီးချက်သားတွေကိုအကျော်သေးစေနိုင်တယ်လို့နှလုံးခုန်မှာရပ်တန့်သွားစေနိုင်ပါတယ်။ဒါပေမဲ့ဒါတွေကငပူရင်းကြောင့်သေစေနိုင်တဲ့အကြောင်းရင်းတွေတော့မဟုတ်ပါဘူးနော်။တကယ်လို့မိချောင်းတကောင်ကငပူရင်းကိုမျိုးချမိမယ်ဆိုရင်ငပူရင်းကဖောင်းပွားလာပြီးမိချောင်းရဲ့အသက်ရှူလမ်းကြောင်းတွေကိုပိတ်ပြတ်တော့ဒါမှမဟုတ်ရင်တော့သူ့ရဲ့အဆူတွေနဲ့ကိုရင်းကကလီစာတွေကိုထိုးပေါက်ပြနေတာပြင်းထန်စွာနဲ့ထိခိုက်တင်ရတွေရတာအပြင်တွေးထမှုတွေထိပါဖြစ်နိုင်စေပါတဲ့ရှင်။နမတောင်ငပြေမ ငပြေမကအေးမရှိဘဲနဲ့နိုင်နဲ့ချီအသက်ရှင်နိုင်တဲ့ထိုးကြတဲ့ငါးတမျိုးဖြစ်နေပြီးကောင်းပေါ်မှာပါရံဘက်ကစူးတောင်တဲ့ဘတ်စူးချုံတွေကိုအတုံးဖြုတ်ပြီးတော့တွာလာနိုင်ပါတယ်။အာရှမျိုးရင်းလို့ဆိုပေမဲ့ဩစတြေးလျနဲ့ပါပူအာနယူဂီနီမှာပါတွေ့ရတဲ့ပြီးတဘာဝတောင်းရင်တရိတ်ဆန်တွေရဲ့ဘဝကိုချိန်ချလို့နေပါတယ်။ငပြေမကအရွယ်စားကြီးမတဲ့ငါတော့မဟုတ်ပေမဲ့မိချောင်းတကောင်ကိုဘလို့များအနိုင်ယူနိုင်ပါသလဲသူရဲ့ခန္ဓာကိုယ်ဖွဲ့စည်းတိစပုံကအဖြေပါပဲလေ ငပြေမမဆိုရင်တော့ labyrinth ဆိုတဲ့အသက်ရှူလမ်းကြောင်းဆိုင်ရာအချွေးငါတစ်ခုပါဝင်နေပြီးသူကလေးတွေကိုရှူသွင်းနေတာပါဘလို့ပဲဖြစ်ဖြစ်ပါ labyrinth မှာခုခံကာကွယ်နိုင်တဲ့ဆက်နယ်လဲပါရှိနေပြီးငါကတားရဲတရိတ်ဆန်တကောင်ကောင်ရဲ့ချင်းချောက်ခင်ရတာဒုမဟုတ်မျိုးချတာကိုခင်ရတဲ့ချိန်မှာသူရဲ့ဘဟက်ကိုဖြန်ကားလိုက်ပြီးဘဟက်ကအယိုးနဲ့ချိန်ပိတ်လိုက်တာဝါစာဖို့နဲ့အစာကိုခြေဖြတ်ဖို့အတွက်ခက်ခဲအောင်လှုပ်လိုက်ပါတယ် ဖြန်ကားလိုက်တဲ့ဘက်က labyrinth ကိုဖောင်းကားလာစေပြီးဗဇက်ကနေပြီးတော့ငေါ်ထွက်လာစေတာပါဒါကချွန်ထက်တဲ့တောင်တင်းနဲ့ဖွဲ့စည်းတိစပုံကိုဖြစ်စေပြီးတိုင်းရဲတရိတ်ဆန်ရဲ့လေပင်သို့မဟုတ်ဝမ်းပိုက်ကိုထိုးဖောက်ပြန်နိုင်တာပြင်းထန်တဲ့ဒဏ်ရာရစေတာသို့မဟုတ်တိတ်ဆုံးသည့်အထိဖြစ်နိုင်ပါတယ်ဝမ်းပိုက်ဒဏ်ရာနဲ့တိတ်ဆုံးရတာကကောင်းတဲ့လက္ခဏာတော့မဟုတ်ပါဘူးရှင်နံပါတ်၄ပေရာရောင် ပယ်ရာရာငါရောဗန်ပိုင်းယာချက်တရားလို့လည်းခေါ်ပါရယ်။သူကအကြောင်းမဲ့ဖွယ်ကောင်းတဲ့တာရဲတရိတ်ဆိုင်ဖြစ်နေပြီးတော့အမေဆုံးရှင်နဲ့ပိုင်းမှာနေထိုင်တာပါ။သူမှာရှေးလျားတဲ့အဆွေနှစ်ခုရှိနေပြီးတားကောင်ရဲ့အခြေကုန်နေနဲ့အသားကိုထိုးဖောက်ပြန်နိုင်ပါရယ်။ဒါပေမဲ့ကျမတို့ရဲ့ဒီနာကကဘာပေါ်ကစွာအကြီးဆုံးတွားတော်တတော်ဖြစ်တဲ့မိသားကောင်ကိုတတ်နိုင်လိမ့်မယ်လို့ယူဆလို့ရနိုင်ပါသလား။ အတူတောင်းဆုံးဖြေရမယ်ဆိုရင်တော့မရနိုင်ပါဘူးနော်။ဒါပေမဲ့အင့်တော်တဲ့အချိန်လေးရတော့ဖြစ်နိုင်တာပေါ့လေ။58ခန်းမှာဒီအများဆုံးအရွယ်အစားရှင်နေပြီးမိချောင်းနဲ့ရှင်လိုက်မယ်ဆိုရင်တော့မိချောင်းကပေ20ပိုးရှည်ရဲ့အတွက်အရွယ်အစားရရှင်လို့မရပါဘူး။ဒါပေမဲ့လည်းပယ်ရာရာရဲ့ပါဇက်မှာတကယ့်ကိုခြုံထက်တဲ့ဓာရီပါဝင်ပြီးနှစ်ချောင်းကအရန်ကိုရှေ့ရလောမာတဲ့ဒါကြောင့်မလို့ဗန်ပါယာငါလို့အခေါ်ခင်ရတာမဆန်တော့ပါဘူးနော်။ ပေရာရာငါးတွေကကြမ်းခိုင်တောင်တင်းတဲ့ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားပြီးအစွမ်းထက်တဲ့အင်အားတွေကြောင့်သားကောင်ကိုတေးစီနေလောက်တဲ့ဒဏ်ရာကိုဖြစ်စေပါတယ်။သူတို့ကများသောအားဖြင့်အုပ်စုလိုက်အမဲလိုက်လေးရှိကြပြီးပိုသိငယ်တဲ့ငါးတွေကိုရုတ်တရက်ဝင်ရောက်တိုက်ခိုက်လေးရှိကြတာပါ။ဒီအချက်တွေရလက်တွေ့မှာငါးတွေကမိချောင်းတွေကိုဓာတ်ရိုက်မတိုက်ခိုက်နိုင်ပါဘူးနော်။ ဒါပေမဲ့အယူအဆသဘောတရားအရပေရာရာငါးတွေကမိချောင်းကိုမျက်လုံးသို့မဟုတ်လက်ချောင်းတွေလိုမျိုးအသက်အနည်းရှိလောက်တဲ့နေရာတွေကိုတိုက်ခိုက်လိုက်မယ်ဆိုရင်တော့တေစိန်နိုင်လောက်လို့ထိခိုက်တရားရစေပေမယ့်ဒီနည်းလမ်းကပေရာရာငါးအတွက်ကန်တရားနဲ့တတိရှိနေဖို့လဲလိုအပ်ပြီးမိချောင်းဘက်ကလည်းတတိလမ်းလုံးမဖြစ်စေဖို့နဲ့အားနည်းချက်ရှိဖို့လိုအပ်နေပါရဲ့ရှင်။နံပါတ်၅ဘူးငမန်းဘုံငမန်းတွေကကဘာပေါ်မှာရံမှုတက်ပြီးတော့လယောညိထွေပြောင်းလဲနေထိုင်တတ်တဲ့ငမန်းမျိုးစားဖြစ်ပါတယ်။ တရဝရေငန်ရောရေကြိုမှာပါနေထိုင်ကြပြီးတော့မြစ်တွေတဲကပြင်ရေကန်တွေစီပါတောင်းရောက်လေးရှိကြတာပါသူတို့မှာဆွေးနွား1350 PSI အထိပြင်းအားရှိတဲ့ကိုက်ဖြတ်နိုင်စွမ်းတွေရှိနေပြီးသူတို့ရဲ့သားကောင်ကိုလျှက်ဆက်တန်လိုက်လမ်းကြောင်းကိုအတုံးပြုပြီးတော့အာရုံခံနိုင်ပါတယ်။သူတို့ကမိချောင်းတွေကိုပုံမှန်အရထိတ်တန့်ရင်ဆိုင်ရတဲ့အတွက်ဘူးငုံမန်းတစ်ကောင်လောက်တော့တက်ပြနိုင်ပါတယ်။ကဲအဖြေတူတူရှာကြည့်လိုက်ကြရအောင်ပါလားနော်။ ဘူးငမန်းမှာဆိုရင်တော့တကယ်ကိုမိချောင်းချပိုးတာတဲ့ချက်တွေရှိနေတာပါပထမဆုံးအချက်အနေနဲ့ဘူးငမန်းကရေထဲမှာပို့ပြီးတော့လင်းမြန်တော်လတ်စွာသွားလာနိုင်ပြီးသူတို့ကမိချောင်းထပ်ပို့ပြီးတော့ရေကူးမြန်ပါတယ်သူတို့ကရေအောက်မှာပါအသက်ရှူနိုင်ကမိချောင်းကအလေကိုမျက်နှာပြင်ထပ်မှာသာရှူနိုင်ပါတယ်ဒုတိယအနေနဲ့ဆိုရင်တော့ဘူးငမန်းကအယုံခံနိုင်စွာမှာသာလုံးပါတယ်သူတို့ကမိချောင်းကိုသူတို့ရဲ့လျှက်စက်အယုံခံအင်ကာနဲ့ထောင်းလန်းနိုင်တာပါ ဒါအပြင်သူတို့ကမိုင်ပေါင်းများစွာကသွေးနှံကိုပါအနှံခံနိုင်တဲ့အတွက်ဒဏ်ရာရနေတဲ့သူမဟုတ်အားနေနေတဲ့မိသားစုကိုတွေ့ရှိနိုင်ပါတယ်။တတိယခြံအနေနဲ့ဆိုရင်တော့ငမန်းတွေကအကောင်ကြီးအနေနဲ့အတလုံးမှုရှိတာပါ။ဘုံငမန်းတွေကအဖွဲလိုက်နေတိုင်းစက်ဆောင်လေးရှိကြပြီးအထူးသဖြင့်မိလိုက်တဲ့ရာသီတွေမှာပို့တွေ့ရလေးရှိပါတယ်။တကောင်တဲ့နေတိုင်းတဲ့တဲ့မိချောင်းတွေအတွက်ကတော့တည်ဆိုပါပဲ။ဒေချတွေအကောင်လုံးက theory ရပဲမဟုတ်ပါအောင်နော်။အထူးသဖြင့် Australia မှာဘုံငမန်းတွေကမိချောင်းတွေကိုတက်ဖြတ်ခဲ့ရဲဆိုတဲ့စာရွက်စာတမ်းထောက်ထားတွေရှိနေပါတယ်ရှင်။ နံပါတ်6အကြောင်းကကျောင်းကားဟာဆိုရင်တော့ကဘာပေါ်မှာအစိမ့်အပြင်းဆုံးကားဖြစ်နေပြီးတော့မိသားစုကကိုတက်ပြစ်နာလောက်တဲ့အထိအစွမ်းရှိတာပါ။ကျောင်းကားရဲ့စိတ်မှာအာယုံကြောထိတိုက်စေတဲ့အစိမ့်မျိုးစားပါဝင်ပြီးနှလုံးကအာယုံကြောအာယုံခံအင်္ဂါတွေနဲ့တခြားချက်သားတွေကိုပျက်စီးစေပြီးတော့အလုံးလုံးမှုကိုရပ်ဆိုင်ပြန်နိုင်ပါတယ်။ကျောင်းကားရဲ့ကြောဘက်မှာခြုံထက်တဲ့စူးကြုံတွေပါဝင်နေပြီးသူတို့ကိုအသားရဲ့တရိတ်ဆန်တွေကချန်နေမိတာသို့မဟုတ်ကိုက်ဖြတ်တဲ့အချိန်မှာအစိမ့်တွေကိုထုတ်တက်နိုင်ပါတယ်။သူတို့ကိုအော်စတြေးလျမြောက်ဘက်ကမ်းရိုးတဲ့ရေတိမ်နဲ့ အင်ဒိုပစိဖိတ်ဒေသရဲ့တခြားဒေသတွေမှာတွေ့နိုင်တာပါ။သူတို့ကရုပ်ပြောင်းရုပ်လဲလုံနိုင်ပြီးကြောက်ခဲရီနဲ့တနာကြောက်တန်းတွေကြားထဲမှာရောတော့ပြီးတော့နေနိုင်ပါတယ်။ဒီချက်တွေကြောင့်ပဲသူတို့ကိုရှာတွေ့နိုင်မှုခက်ခဲသွားပြီးရှောင်ရှားဖို့ပါမလွယ်ကူတော့ပါအောင်တော့။မိသားတွေကရှေးတိမ်ထဲမှာအမဲလိုက်လေးရှိတဲ့အတွက်မတော်တဆကြောင်ကားတွေနဲ့ထိတဲ့ရင်ဆိုင်ရနိုင်ခြင်းရှိနေပြီးစားဖို့စူးစမ်းမိမယ်ဆိုရင်တော့ဇူးတွေနဲ့စူးမိနိုင်စေပါတယ်။ကြောင်ကားတွေကစမ်းကြဲတဲ့တတ္တဝါတွေဖြစ်နေပြီးစွာအကြီးမားတဲ့ခုခံနိုင်စွမ်းကိုပိုင်ဆိုင်ထားကြတာပါ။ ်တရဝအန်ရီများတဲ့အတွက်ကြောင့်တရိထားပြီးတော့ကြိုက်တွေ့တက်ပါတယ်တရဝလူတွေပြင်တို့ရဲ့နေထိုင်ကျဆားရာကိုလာလောက်တဲ့အမိချောင်းတွေကိုတခြားတရိဆန်တွေကချိန်ချောင်းနိုင်ပါတယ်ရှင်နမခေါ်နဲ့ Alligator က အလီဂေတာငါးရီယာဆိုရင်တော့တခြားသောငါးရီပြင်းငှက်တွေနဲ့တင်းငင်တဲ့နိုတိုက်တတဝါတွေကိုစားသုံးလို့ရှိကြပါတယ်။သူတို့ကမြောက်အမေရိကအမျိုးရင်းတွေဖြစ်နေပြီးမြစ်တွေရေကန်တွေနဲ့စိတ်မြေတွေမှာတွေ့ရကြတာပါ။အလီဂေတာငါးနဲ့အမိချောင်းတွေကကြောက်စရာကောင်းတဲ့တာရဲတရိတ်ဆန်တွေဖြစ်ပေမယ့်လက်တွေမှာတော့တောရိုင်းထဲမှာထိတိုက်တွေ့ရရှာပါတယ်။တကယ်လို့သူတို့တွေသာထိတိုက်တွေးခဲ့မယ်ဆိုရင်တော့ alligator ငါးကမိချောင်းကိုသူ့ရဲ့လင်မြန်မှုဖြလှမ်းမှုတွေနဲ့သွားရီကိုအသုံးပြုပြီးတော့တပ်ပြန်နိုင်ပါတယ်။ ။ alligator ငါးတွေကမိเจ้าတွေထက်ပိုမိုလင်းမြန်စွာရှည်ကူးနိုင်ကြပြီးရေထဲမှာပိုမိုကျွမ်းကျင်စွာနဲ့လှုပ်ရှားနိုင်ကြပါတယ်။သူတို့ရဲ့ရှေလျားရဲ့နှုတ်သီးကိုအသုံးပြုပြီးမိချောင်းရဲ့မျက်လုံး၊လေချောင်းနဲ့ဝမ်းပိုက်တွေလိုမျိုးအားနေတဲ့နေရာတွေစီရအောင်လုပ်လဲလုပ်နိုင်ပါတယ်။ alligator ငါးတွေကသူတို့ရဲ့သွားတွေနဲ့ထိခိုက်ဒဏ်ရာကြီးကြီးမားမားဖြစ်အောင်လုပ်နိုင်ပြီးသွေးထွက်တာနဲ့ပုံဝင်တာတွေဖြစ်စေပါတယ်။ကြီးမားတဲ့ alligator ငါးက တင်းငယ်တဲ့အရွယ်ဒုမဟုတ်အရွယ်အစားအသင့်တင့်ရှိတဲ့အမိချောင်းတွေကိုချက်ခါတလဲလဲကိုက်ဖြတ်ပြနိုင်မယ့်အနည်းလမ်းနဲ့သွေးထွက်လွန်လာရှော့ရတာတွေဖြစ်အောင်လို့မတည်မချမ်းတက်ဖြတ်ပြနိုင်ပါတဲ့ရှင်။နမရှက်ပရာနာပရာနာတွေကတင်းငယ်ပေမဲ့ခွန်အားကြီးတဲ့ငါးတွေဖြစ်ပါတယ်။သူတို့ရဲ့ခြုံထက်တဲ့သွားတွေနဲ့ကြီးမားတဲ့တရိတ်ဆန် တွေကိုအနိုင်ယူနိုင်တာကြောင့်နမကြီးပေမဲ့မိချောင်းတွေကိုလည်းအထင်မသေးတက်မအောင်နော်။ဒေခန်ဆိုးဆိုးကောင်တွေကသူတို့ရဲ့အမာကြောတဲ့အရေးပြားတွေကြောင့်ခုခံနိုင်စွာမြင်မာပါတယ်။ ယောဂအတန်ခံနိုင်စွာလည်းရှိနေပြီးအားကောင်းတဲ့မေယိုတွေလည်းရှိပါတယ်။သရကပရာနာတွေအတွက်လွယ်ကူမဲ့အစာတော့မဟုတ်ပါဘူးနော်။ပရာနာတွေကမိကြောင်းတွေကိုတက်ပြက်ဖို့မလွယ်ကူပါဘူး။တကယ်လို့ပရာနာအုပ်စုလိုက်ကြည့်ဝင်ရောက်တိုက်ခိုက်ကြမယ်ဆိုရင်တော့မှသူ့ရဲ့အရေးပြားကိုဖောက်ပြစ်ပြီးတိတ်စိန်နေရောက်တဲ့တန်ရာရဖို့အတွက်တောင်မှခက်ခဲတဲ့လှုပ်ဆောင်ချက်ဖြစ်နေပါသေးတယ်။နောက်ပြီးတော့မိချောင်းတွေကပရာနာထအရွယ်စားကြီးမှကြတာကသူတို့ရဲ့အသွားတွေလက်သွဲတွေကိုတုံးပြီးတော့ပြန်လဲတိုက်ခိုက်နိုင်ပါတယ်။ ရနာဒကောင်ကအမိချောင်းဒကောင်ကိုအနိုင်တိုက်နိုင်ဖို့ဆိုရင်အရန်ကိုကန်ကောင်းနေဖို့လိုအပ်တယ်လို့ဒံယာရနေတဲ့အကောင်ကိုရှာပြီးတော့တေစီနိုင်တော့တဲ့ကိုအင်္ဂါတွေကိုတက်ထိုင်နိုင်ဖို့လိုအပ်ပါတယ်။ဒါကမဖြစ်နိုင်ပေမဲ့ဒီငားလေးတွေအတွက်ပန်းချန်နေရောက်နေတယ်လို့အချိန်နေတော့ဖြစ်မနေနိုင်ပါဘူးရှင်။နမတ်ကိုအဖြူရောင်ငမန်း အဖြူရောင်ငမန်းနဲ့မိချောင်းတွေတိုက်ခိုက်တော့မယ်ဆိုရင်တော့ဘသူနိုင်မယ်လို့ထင်ကြပါသလဲအဖြူရောင်ငမန်းမှာတေစင်နံလောက်တဲ့ထိလုံးနိုင်တဲ့အာသာချက်တွေပို့ပြီးတော့ရှင်နေပါတယ်အဖြူရောင်ငမန်းကမိချောင်းတစ်ကောင်ကိုတတ်နိုင်မယ့်အချက်တွေကိုပြောပြပေးသွားပါမယ်ပထမဆုံးအနေနဲ့ဆိုရင်တော့ငမန်းမှာတင်းထန်တဲ့ကြိုက်ပြန့်နိုင်စွမ်းကိုပိုင်ဆိုင်ထားပြီးမိချောင်းရဲ့တန်ချက်ကလိုအရေးပြားကိုချိန်မွားပြန်နိုင်ပါတယ်ကမန်းတွက်ချမှုတွေရအဖြူရောင်ငမန်းက18000နျူတန်အားနဲ့ကိုက်ဖြတ်နိုင်ပြီးမိချောင်းတစ်ကောင်က3000နျူတန်အားပဲရှိတာပါဆိုလိုချင်တာကငမန်းကမိချောင်းရဲ့ခ နာကိုကိုချိခန့်အောင်လုပ်နိုင်ပြီးခြေရီလက်တွေပါဖြတ်တော့ပြနိုင်ပါတယ်ဒုတိယအနေနဲ့ပြောရမယ်ဆိုရင်တော့ငမန်းကအနံ့ခံအယုံအရန်ကိုကောင်းနေပြီးမိချောင်းရဲ့တင်းနေအောင်ခြေရခံနိုင်တာပါပဲအဖြူရောင်ငမန်းက9ကီလိုမီတာအကွာကသွေးနှံကိုပါအနံ့ခံနိုင်တယ်လို့မိချောင်းရဲ့အကြော်သားကထုတ်လို့တဲ့ဟျက်ဆက်တွန်းကန်အောင်ပါအယုံခံနိုင်တာပါဒေချက်တွေကငမန်းကိုအမောင်ရေးကြတဲ့ရေထဲမှာရှာဖွေပြီးတိုက်ခိုက်နိုင်တဲ့နေရာအတွက်အခွင့်အလမ်းပို့ပြီးတော့တာစီပါတယ်တတိယအနေနဲ့ဆိုရင်တော့ငမန်းရဲ့ရေကူးတဲ့ချိန်ကပုံမလင်းမြန်ချက်လက်ပြီးမိချောင်းထပ်ပို့ပြီးတော့တာပါတယ် ။အဖြေအောင်ကမန်းကတနအီကို56ကီလိုမီတာထိကူးခတ်နိုင်စွမ်းရှိကမိချောင်းကတနအီကို32ကီလိုမီတာသာကူးခတ်နိုင်ပါတယ်။ဆိုလိုချင်တာကငမန်းကမိချောင်းကိုမလွန်မြောက်နိုင်ခင်မှာဒုမဟုတ်မတုံ့ပြန်ခင်ချိန်ထိမှာပဲသူ့ရဲ့ဓာသွားလို့ချွန်တက်တဲ့သွားရီကိုအသုံးပြုကတိုက်ခိုက်ပြနေမှာတော့တယ်။နောက်တစ်မျိုးပြောရမယ်ဆိုရင်တော့တိန်စိန်နန်လောက်တဲ့အထိဖြစ်နေတာပါပဲလေ။နံပါတ်10ဂေါ်လိုင်းရက်တိုက်ကား ကော်လိုင်းရက်တိုင်ဂါငါးတွေကအန်အောစရာကောင်းတဲ့တက်တော်ဝါတွေဖြစ်နေပြီးမိเจ้าတကောင်ကိုတတ်နိုင်စွမ်းရှိတာပါဘယ်လိုလုပ်ပြီးတော့ဖြစ်နိုင်ပါလဲလို့သင်ကမေးမိပါလိမ့်မယ်ဒီထိုးကြတဲ့ငါးရဲ့အကြောင်းကိုကျွန်မပြောပြပေးပါရစေဦးနော်ကော်လိုင်းရက်တိုင်ဂါငါးတွေကကဘာပေါ်မှာအကြီးဆုံးနဲ့အရက်ဆက်အကျန်းကျုံဆုံးရေကျုံငါးတကောင်တွေမှာပါဝင်ပါတယ်သူကငါးပေအရှိရှိနေပြီး154ပေါင်အကြီးချိန်ရှိတာတချို့လူတွေထက်အရွယ်အစားကြီးမားနေပါသေးတယ်ဒါပေမဲ့ဘဲအချက်တွေကြောင့်ဒီငါးကအသေးစိတ်နိုင်လောက်တဲ့အထိအဆွမ်းရှိနေရတာပါလေ အဲ့ဒါကတော့သူ့ရဲ့ဓာသွားလိုမျိုးသွားတွေကြောင့်ပဲဖြစ်ပါတယ်။သွားတစ်ချောင်းချင်းစီကတလမအရှိရှင်နေပြီးမေယူကညောင်လေးထဲမှာအံဝင်ခွင့်ကြဖြစ်နေစေပါတယ်။ဒီသွားတွေကအသားနဲ့အရိုးတွေကိုအလွယ်တကူလိဖြတ်နိုင်ပြီးတစ်ချက်လောက်ကိုက်ပြားလိုက်ုံနဲ့မိချောင်းရဲ့အမိထိုးထပ်ပိုင်းပြတ်သွားစေနိုင်ပါတယ်။ ကော်လာရိုက်တိုင်ကားငါးကရှားပါပြီးတော့ဖျက်ခတ်တဲ့ငါးမျိုးစားဖြစ်နေပြီးလူအများစုမှသာရှားဖွေတွေ့ရှိပြီးတော့ဖန်စီရမိနိုင်ပါတယ်။ဒါကငါးဖက်သမားတွေအတွက်ကြီးမားတဲ့စိန်ခေါ်မှုတစ်ရက်ဖြစ်နေပြီးတော့ကြီးမားတဲ့ကြိယာတွေကိုအသုံးပြုဖန်စီမှသာရနိုင်တာပါ။သူရဲ့သွားရီကြောင့်အန်နီမဖြစ်အောင်ထုတ်ကယူဆိုင်ရတယ်လို့ဒဏ္ဍာရီပုံမြင်နေတဲ့ပါဆန့်ရနေသေးတာပါ။တချို့ကငါးခုနတ်ဆိုးဝိညာဉ်ကပိုင်ဆိုင်ထားတာလူတွေကိုတိုက်ခိုက်နိုင်တယ်လို့ပြောကြပါရစေ။ကဲဒီနေ့တော်တော်တလောင်းနဲ့ပဲနှုတ်ဆက်ခွင့်ပြုပါတော့။နောက်တစ်ခေါက်မှပြန်လဲဆောင်တွေ့ကြပါသေးတယ်။ Bye bye ။